တာယာရဲအနေဖြစ်ကြပါစေလို့အားလုံးကိုညီဦးမချင်းနဲ့ကနေမှဖန်ပြလေးပြီးကြဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့တိတ်တဘောကြတဲ့ဗီဒီယိုဖိုင်တော်တော်လေးကို ပြချင်တယ်ကြည့်ရအောင်နော်မိုးလေးနဲ့ကစဉ်းစားမိတဲ့စာပေါ်ပါပဲမျက်စိမိတ်လို့အိတ်တဲထီတော့စားခြင်းနေတယ်ဝမ်းနဲ့ပလစိညစ်တဲ့ခါစားမိတာပဲပေါင်းတင်များနဲ့ရောင်ရင်းများရဲ့စိတ်ခုန်နေလေ လူဖြစ်ရသားနဲ့ဝက်ဖြစ်နေကြတဲ့ခွေးတွေเนาะအခုစခွေးတွေကိုကြတော့ကျွတ်တော့ကခွေးလို့ပြောကြတယ်เนาะဒါပေမဲ့အခုတွေ့လာကျွတ်တော့ကချင်းပြည်နယ်မှာလေသူများရဲ့ငပြောချာနယ်မှာဒီလိုမျိုးခုတ်ပြီးမှလက်ငတ်တွေဒါကို standard army လို့ခေါ်တယ်เนาะပြည်သူတွေတည်ထားဖို့ပြောပြတာပါဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်เนาะကျွန်တော်ပြောတဲ့ခရီးဖို့တရားဖြစ်ကိုဖြစ်ရမယ်။ဘာဖြစ်ရမလဲပြန်ပြောပြမယ်။ မတန်ဆွမ်းဆိုတဲ့မှတ်ပုံတင်ထားတဲ့လက်မှတ်ပါတဲ့ဆိုရင်မော်တော်ကားစီးစီးလင်းမြန်စီးစီးအဲ့ဒါဥရီမှာထည့်ဆွဲထားတယ်ဥရီမှာလည်းပါပြီးသားဒုတိယအလုတ်ကိုင်းတဲ့ပတ်သက်လို့ကျင်းတင်တာကတော့ဖျားတို့တင်နန်းပေးမယ်တင်နန်းနေဖွင့်ပေးထားမယ်မျက်မျက်မြင်တွေ့မျက်မြင်နဲ့တစ်တော်တဲ့တင်နန်းနားအာယုံတွေ့နားအောင်နဲ့တစ်တော်တဲ့တင်နန်းခန္ဓာကိုယ်လှုပ်ရှားမလို့နေလူတွေအဲ့ဒါနဲ့တင့်တော်တဲ့တင်တာအဲ့တင်တာမျိုးတွေပြေးပြီးတော့ဝင်းကြီးဌာနတွေမှာပုံတိကအလုပ်ယုံတွေမှာခင်ဗျားတို့ဥပဒေမှာပြတ်ထန်းတာ အဲ့လိုကျွန်တော်တို့ကမတန်ဆွမ်းတဲ့ပတ်သက်လို့အဲ့လိုဆောင်ရွက်ပေးကြပါလေဗျာအခုဒီထဲမှာဒေါခင်ကြီးပြောထားတဲ့ဥစ္စာကမတန်မစွမ်းလက်မှတ်တာရှိတယ်ဆိုလို့ရှိရင်လေရင်တွေကိုအလကားစီရတယ်ရထားစီရတယ်ကားစီရတယ် transportation အားလုံးကို free စီရတယ်ဒါဟာဥပဒေထဲမှာပါဝင်တယ်လို့ပြောတယ်ဆိုတော့ဒီလိုမျိုးမတန်မစွမ်းတဲ့သူတွေကဘေးဘေးတော်တော် transportation အတွက် free ဖြစ်တယ်ဆိုလို့ရှိရင် အခုသူပြောသွားတယ်ဒါကဥပဒေမှာပါပြီးသားဖြစ်တယ်လို့ပြောတော့ဒီဥပဒေကဘယ်တော့ကရေးဆွဲထားတဲ့ဥပဒေလဲ2008ကဥပဒေဆိုလို့ရှိရင်တော့ဘာကြောင့်မောအစရဲကနင်းတို့မလုပ်ကြတာလဲဆိုတော့ဒီဥပဒေကဘယ်တော့ကရေးဆွဲလိုက်တဲ့ဥပဒေလဲမနေ့ဒီနေ့မှလည်းအောင်မင်းပြောသွားတယ်သူတို့ဘက်ကနေမှရွေးကောက်ပွဲကို မနိုင်မနေရဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေတယ်လို့ပြောတယ်လို့ပဲအဖိုးကြီးတွေအဖွားကြီးတွေရဲ့ မင်းကိုရရှိဖို့ရအတွက်မမမကနေကိုပြောတယ်ဒေါခင်ကြီးရဲ့ဗီဒီယိုကိုဆက်ပြမမပြောခင်မှာမင်းကင်းမောင်မြင့်ပြောသွားတဲ့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အဲ့တော့ဒီနေ့တော့ကျွန်တော်ကမက်ဆန္ဒရှင်ပြည်သူတွေရောကုသရေလောင်းတွေရောကျွန်တော်ကနေ့လေးစကားတစ်ခုတော့ပြောချင်တယ်အဲ့တော့ဗားလဲဆိုရင်တော့ဖြင့်ကုသရေလောင်းတွေဘက်ကလည်းအဖြစ်နဲ့ဓာတ်တွေနဲ့ပြောပြီးတော့မဲမဆွဲပါနဲ့တော့ချိန်ကျမျက်နှာပြရတယ်အဲ့တော့မက်ဆန္ဒရှင်ပြည်သူတွေကလည်းမဖြစ်နိုင်ဘူးလို့ယူဆတဲ့ဟာတွေကိုခင်ဗျားတို့ မယုံကြပါနဲ့ဆိုတော့ဒါကိုပြောချင်တာပေါ့နော်ဆိုတော့အခုဒီထဲမှာမင်းကင်းမောင်မြင့်ပြောတာဂျင်းမထဲနဲ့တဲ့ဟုတ်ပြီလားတော့ခင်ကြီး23ရက်ရှေ့မှာ ဆယ်နှစ်ကြောကြောဘာကြောင့်မို့ဒီဥပဒေကိုမကျင့်သုံးခဲ့တာလဲဒါမှမဟုတ်လို့ရှိရင်အခုဒေါခင်ကြီးတို့အာနာရလာတဲ့အခါမှာကျင့်သုံးဖို့နင်းတို့ရေးဆွဲထားသလားရေးဆွဲထားတယ်ဆိုလို့ရှိရင်နင်းတို့ကအစိုးရလားအခုကျမတို့မြန်မာနိုင်ငံမှာအစိုးရမရှိတာဒီ2023 February လကနေဒီအထိဘယ်သူကရေးဆွဲထားတဲ့ဥပဒေလဲအခုဒီထဲမှာဒေါခင်ကြီးပြောသွားတာကလူတိုင်းကအလုပ်ကိုရစေရမယ် မျက်စိမမြင်တဲ့သူပဲဖြစ်ဖြစ်နားမကြားတဲ့သူဒီစကားမပြောတတ်တဲ့သူတို့ပဲဖြစ်ဖြစ်အလုတ်ပေးမယ်အလုတ်မပေးခင်မှာတင်တန်းပေးမယ်အဲ့လောက်ထိကောင်းတဲ့အစိုးရတွေကဘာပေါ်မှာဘာလို့ရှိတယ်လဲအခုဒီစံဖို့ဒီဒီပဲရှိတယ်မဟုတ်ဘူးလားသူများနိုင်ငံမှာမျက်စိမမြင်တဲ့လူတွေစကားမပြောတတ်တဲ့သူတွေကိုအစိုးရကနေမှပညာသင်ပေးတယ်ပြင်သူတို့ကိုအလုတ်ပေးတယ်ဒီလောက်မှန်တယ်ဒါပေမဲ့မတမ်းမစွမ်းတဲ့သူတွေကို transportation free ပေးတာတော့ကျမသိတဲ့လောက်တော့ ပေးနိုင်ငံမှာမရှိဘူးသူတို့ကိုအခွင့်အရေးတွေပေးတယ်ဒါပေမဲ့လေရင်တွေအလကားစီးရတယ်ရထားတွေစီးရတယ်ဆိုတာတော့ကျမလည်းမသိဘူးဆိုတော့ဒီလောက်ကောင်းတဲ့ဥပဒေကိုကိုနင့်တို့တကယ်လို့ဒါ2008ဥပဒေထဲမှာရေးဆွဲထားခဲ့ပြီးတယ်ဆိုလို့ရှိရင်ဘာကြောင့်မို့ဒီ27ဒေါ်လာရဲ့မရောက်ခင်27ဒေါ်လာရဲ့ရှက်ဆယ်နှစ်ကျော်ကျော်ဘာကြောင့်နင့်တို့မကျင့်သုံးခဲ့တာလဲအခုနင့်တို့မဲလို့ချင်တဲ့အခါမှာကြတော့မတမစွမ်းတဲ့သူတွေအတွက်ဒီလိုမျိုးဥပဒေမှာဒီလိုရှိတယ်ဒါတွေကိုတကယ်ပဲလုတ်ပေး ေးနိုင်ပါတယ်လို့မရှက်ဘူးလားဒေါခင်ကြီးမရှက်ဘူးလားဆိုတော့အခုဒီထဲမှာဒေါခင်ကြီးပြောသွားတာက तू ပေးတဲ့ဂတိကဖြစ်ကိုဖြစ်ရမယ်တဲ့ဖြစ်ကိုဖြစ်ရမယ်လို့ပြောရင်နင့်ဟာတမရကြီးလားခွေးတပုလူကို ထောင်ထဲထည့်ပြီးတော့လက်နဲ့နဲ့ပီတူဒီကိုချိန်ချောင်းနေတဲ့အချိန်မှာဘယ်ဥပဒေကပီတူလူထို့အတွက်လှုပ်ထားတဲ့ဥပဒေတွေရှိသလားဆိုတော့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ကြောက်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြမဖွင့်ပြမယ်နားထောင်ကြည့်ရအောင်ပြီးတော့ဆက်ပြမပြောကြမယ် နော်နိုင်ငံတော်လည်းချစ်တယ်တမတော်ကိုလည်းချစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်မအခုပေးဆက်ရတာကျွန်မခံစားရတာပေါ့နော်ဒါပေမဲ့ကျွန်မဆက်ရှင်နေဦးမှာပဲကျွန်မတေးသွားခဲ့တဲ့မျိုးပေါ့နော်မတေးသေးရတော့ကျွန်မနိုင်ငံတော်ပေါ်မှာတစ္ဆာစောင့်တည်နေဦးမှာပဲကျွန်မအပေါ်မှာကျတော့တရားမှလက်မကြည့်ကြဘူးရှင်အောက်ခြေမှာဆိုပိုးဆိုးသေးတယ်အကုန်လုံးကပေါင်းနေတာကြီးပဲတင်ပြလို့လည်းမရဘူးဥပဒေလည်းမရှိဘူးဘာမှလည်းမရှိဘူးလောက်ပိုင်ခုနေရှိပါရဲ့နဲ့လဲ မလုပ်ပါဘူးတော်တော်ချင်းနေစိုးနေတယ် PDF တွေဆိုလို့ရှိရင်လေစစ်သားတွေဆိုလို့ရှိရင် uniform ဝတ်ပြီးတော့မှအဲ့လိုမျိုးတိတ်မသွားရဲကြဘူးကျမတို့နာမရှိတဲ့ရွာကန်ဦးရွာဆိုတဲ့အဲ့ဒီရွာကထိန်ကတော့မှ30မှတီး30မှတီးပြီးတော့မှအဲ့ဘုံကထိန်မှာအိုးစီဒိုးဘတ်တွေတီးပြီးတော့မှသွားလာလှုပ်ရှားနေရပါတော့ဒါကျမတို့တွေဆိုအဲ့လိုမျိုးမသွားရဲဘူးရှင်ပေါ်တင်ကိုသွားနေကြညနေဘက်ဆိုလို့ရှိရင်တနက်တွေထမ်းပြီးတော့ပြန်ကြအဲကျမတို့ဆိုမသွားရဲဘူးပေါ့နော်အဲစစ်သားတွေရဲရင်လည်းမသွားရဲဘူး အဲ့လိုကြည့်တော့ဘော်ဒီနေနေဖြစ်နေတာကိုဒါနိုင်ငံတော်ကိုလည်းတင်ပြတယ်ဒါဒီလူမျိုးတွေလူမျိုးတွေရှိပါတယ်ဆိုတာဟာကိုလည်းတင်ပြတယ်ဒါပေမဲ့မလှုပ်သေးဘူးရှင်ဒီမှာခံစားနေရတာသူတို့မမြင်သေးဘူးဆက်ပြောနေတယ်ဒီမှာငပိကြော်စားတော့ဆိုတော့အခုဒီဗီဒူးထဲမှာကြားရတဲ့ဒီဘောမကတော့စစ်ခွေးတွေရဲ့သတင်းဌာနတစ်ခုကဖြစ်တယ်သူ့ရဲ့ပစ္စည်းတွေအကုန်စစ်ခွေးတွေတင်လိုက်ပြီပြင်သူနေတဲ့နေရာမှာလဲ PDF လို့ခေါ်တော့လူတော်လာရဲတွေကတော့ဒီကထိန်မှာလဲ သိန်း20မတည်တယ်လို့ပြောတယ်အဲ့လောက်ထိကျမတို့တော်လန်ရဲတွေက အမျိုးဘာသာတွေကိုချစ်ကြတယ်ဒါကြောင့်မို့ပဲအခုခွေးတွေပြုတ်လုခဲ့တဲ့ကထိန်ပွဲတွေမှာရောတောင်ကြီးသောင်းတိုင်းတွေမှာရောလက်နက်တွေပစ်ခတ်တာမရှိဘူးဆိုတော့ဒါတက်တယ်ပဲဆိုတော့အခုဒီထဲမှာဘောမှာဗာပြောသွားလားဥပဒေမရှိဘူးလို့ပြောတယ်နော်ဥပဒေမရှိဘူးဘောကိုတခါငုံပြီးပြီဆိုလို့ရှင်တော့သူတို့ကလူစိတ်မရှိတော့ဘူးဘလောက်ပဲဒုက္ခရောက်ရောက်ဘောမှာရတယ် ဒါကဘာကြောင့်လဲဆိုတော့လောလောဆယ်ဆယ်မှာဘောအောက်မှာနေရတာသူတို့ရဲ့ဘောမှာလုံခြုံတယ်လို့ထင်နေလို့အခုသူတို့ရွာမှာ PDF တွေကတော့သိန်း30မတည်ပြီးမှကထိန်လောက်ကြတယ်။ပြီးရင်ဒိုးပတ်တင်နဲ့လည်းကားကြတယ်ညနေဆိုလို့ရှိရင်တနတ်တွေထမ်းပြီးမှရွာလေးမှာသွားနိုင်တယ်။ဒါပေမဲ့စစ်ခွေးတွေလုံးလုံးမရဘူးဘောမားတဲ့သူတွေတောင်အပြင်မထွက်ရဲဘူးတဲ့။ဒါပဲဒီနေ့ကျမတို့တော်လာရဲတွေဟာအစိုးရမဟုတ်သေးတော့အစိုးရတွေဖြစ်တဲ့ပြည်သူလူထုတွေရဲ့တရားရခိုင်နှုန်းထောက်ခံမှုကိုရရှိထားတဲ့အစိုးရတွေဖြစ်တဲ့အတွက်ကြောင့် ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့နင့်တို့ခွေးတွေကကိုကိုကိုကတာယာယီတမရဖြစ်တယ်ကာချုပ်ဖြစ်တယ်လို့ပြောပေမဲ့တတ်မှတ်လိုက်တတ်မှတ်လိုက် လုံခြုံရေးမယူဘဲနဲ့တွားနိုင်တဲ့နေရာရှိသလားလို့ကိုကိုကိုမေးကြเนาะဆိုတော့အခုဒီထက်မှာဒေါ်ခင်ကြီးဟာပြည်သူလူထုတွေရဲ့ရှေ့ရဲကောင်းမွန်ဖို့ကိုမစင်စားဘူးကြမ်းဖွတ်တွေအောင်းနိုင်ဖို့အရေးကိုလိန်လေပြီးတော့မဲဆွေနေတယ် အခုဒီဒေါခင်ကြီးဟာအရင်တော့ကတော့သူဘာရသူဒီတလောက်ရတယ်လေဆိုတော့မသိပဲမဲ့အခုဒီနောက်ပိုင်းမှာသူအဆွေတွေအများကြီးထွက်ပြလာတယ်အရင်တော့ကစစ်ခွေးဆိုလို့ရှိရင်လည်းဘေးနေရသူမှရတယ်ရဲခွေးဆိုလို့ရှိရင်လည်းဘာရသူမှရတယ်လဝကဆိုလို့ရှိရင်လည်းဘေးရသူမှရတယ်ဆိုတော့သူကဘက်စုံတလောက်ကြီးတော်နေတဲ့ခွေးတကောင်ကဘာကြောင့်မို့ခွေးတပုလူရဲ့အာနာကိုတနတ်နဲ့မသိမ့်ခင်တုန်းကဘာကြောင့်မို့ဒီဥပဒေတွေကိုနင့်တို့မလောက်ဆောင်ခဲ့တာလဲအဲ့တုန်းကငါတို့မအုပ်ချုပ်ဘူး ူးဒါကြောင့်မို့မြန်မာနိုင်ငံမှာရှိတဲ့ဥပဒေတွေကိုကျင့်သုံးချင်မလို့ဘူးအခုကျတော့ငေါ်တော့ကမြန်မာနိုင်ငံကိုအုပ်ချုပ်ဖို့ရတဲ့ရွေးကောက်ပွဲမှာမင်းနိုင်ငံနိုင်ရမယ်ဆိုတဲ့ပုံစံနဲ့နင်းကဒီလိုမျိုးမဲဆွေနေတာလားစစ်ခွေးတွေလက်ထက်ထဲမှာ ဘာကိုအလကားရလို့အခုမတမစွန်းလက်မရတယ်ဆိုလို့ရှိရင်လေရင်အလကားစီခိုင်းတယ်ကဘာပေါ်မှာမြန်မာနိုင်ငံတဲ့အဆပေါင်းများစွာလူကိုလိုလိုဆက်ဆံတဲ့နိုင်ငံကဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံမဟုတ်ပေမဲ့ကဘာပေါ်မှာနာမည်အကြီးဆုံးနိုင်ငံဖြစ်တဲ့အမေရိကနိုင်ငံတောင်မှဒါမျိုးတွေမကျင့်သုံးဘူးမြန်မာနိုင်ငံတဲ့လောက်အထိအကျင့်ရုပ်တဲ့ခွေးတွေအုပ်ချုပ်လို့ရှိရင်မတမစွန်းလက်မရတာနဲ့လေရင်စီလို့ရသလား ကျမ်းဖွတ်ခင်ကြီးခွေးစကားမပြောနဲ့နင်းတို့ကျမ်းဖွတ်တင်နိုင်ဖို့အရေးကိုမြို့လိန်ပြီးမှပြောရတာနင်းမရှက်ဘူးလားနင်းကတော့လူတော့ဟုတ်တလားခွေးလားဒီလိုမျိုးပြီးသူဒီကိုမလိန်ခင်မှာနင်းထမင်းစားပြီးလာခဲ့တလားဒါမှမဟုတ်မစင်စားပြီးမှနင်းလာဟောင်းတလားမဖြစ်နိုင်တဲ့အဥ္စာကိုဘာကြောင့်ပြောလဲငါတို့ကျမ်းဖွတ်တင်နိုင်ခဲ့တယ်ဆိုလို့ရှင်တော့ မတမစွားနဲ့သူဒီကိုအဆင်ပြေအောင်လုပ်ပေးမယ်အဲ့လောက်ထိနားထောင်လို့ကောင်းသေးတယ်မျက်စိမမြင်တဲ့သူဒီကိုကြောင်းဖွင့်ပေးမယ်စကားမပြောတတ်တဲ့သူဒီစွန့်အနားမကြားတဲ့သူဒီကိုလည်းပညာတင်ပေးမယ်ပြီးရအလောက်ရှာပေးမယ်အဲ့လောက်ထိအဆင်ပြေတယ်မတမစွားနဲ့သူဒီလက်မှတ်တရှိရအကုန်သွားနိုင်တယ် ညယူနေတာဘယ်နိုင်ငံမှာမှမလုပ်ဘူးဘယ်နိုင်ငံမှာမှမလုပ်ဘူးမတမဆွမ်းတဲ့သူတွေကိုတိုးတက်တဲ့နိုင်ငံလူကိုလိုလိုဆက်ဆံတော့နိုင်ငံဒီမှာအခွင့်အရေးတွေအများကြီးပေးတယ်ဒါပေမဲ့ဘ누구ကမှလေရင်တွေအလကားမစီခိုင်ဘူးနော်ဒါကြောင့်လူစကားပြောပါခွေးစကားမပြောနဲ့ဒါကြောင့်တော်ခင်ကြီးတို့လိုမျိုးခွေးတွေကတော့မမာမကန်တော့စကားတွေကိုလေလုံးကြီးကြီးနဲ့ဒီလိုမျိုးပြောဆိုနေတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာလေ မုံတိုင်းကိုမပြေးနိုင်ဘူးအခုရေကြီးနေတဲ့စစ်ခွေးကနေမှလူရဲ့စင်ပေါ်မှာတက်ထိုင်ပြီးတဲ့အချိန်မှာမြန်မာနိုင်ငံမှာလေမုံတိုင်းပင်ခါလာပြီးပြီလဲအနင်းတို့ဟာကြက်တည်းတုံးလို့ဖြစ်တယ်အမင်္ဂလာနဲ့ပြည့်တဲ့နေရာမှာအမင်္ဂလာပဲလာတယ်နင်းတို့ခွေးတွေရှိလို့ဒီလိုမျိုးမြန်မာနိုင်ငံကတ်ဆိုးကြီးကတ်ဘဲကြီးနဲ့ပဲဆက်ရောက်တယ်ခင်ကြီးတို့လိုမျိုးလေလုံးကြီးလို့လို့မြန်မာနိုင်ငံမှာလေမုံတိုင်းခဏခဏလာတာ ခင်ကြီးကိုပြောချင်တာကပခုံးနှစ်ဖက်ကြားမှာခေါင်းပေါက်တိုင်းလူတော့ဖြစ်မလာဘူးဆိုတော့ကိုမြင်းမြင်းမှတ်ထားပါတိတ်မပြောချင်ဘူးเนาะဆိုတော့အခုကျွန်တော်တို့နောက်တင်းတဲ့ပုတ်နေလဲကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ကိုနားထောင်ကြည့်ရအောင်เนาะဒီနေ့နိုဝင်ဘာ9ရက်နေ့ဟာလူပညာရှင်တွေတော်တော်များကိုနောက်ဆုံး last date ပေးထားတာဒီနေ့ပြီးလို့မှမပေါင်းဆောင်ဘူးမလုပ်ဘူးဆိုရင် okay ဘယ်ပုံကူတွေအဖြစ်တော့ကျွန်တော်တို့ပေါင်းကူညီဖို့ ဆန္ဒမရှိဘူးလို့ပြောပါတယ်ပြီးရင်ဘသူတွေကတော့ကျွန်တော်တို့ဘလောက်ဆက်သွယ်ဆက်သွယ်မရပါဘူးလို့ဆိုတော့တို့ကအဲ့ report ကိုတက်ဆက်အလုံးရွေးတက်ဖို့နေဆိုလွှဲပေးရတော့မယ်အဆင်ရောက်ပြီအလွှဲပေးရတဲ့ခါကျရင်တော့အဲ့လုံးရွေးတက်ဖို့နေတာဝန်ယူရင်အဲ့ဒါအိုက်ကြရဲ့တခါနားကြအောင်ပဲထိခိုက်ကြအောင်ပဲလူပညာဒိန်အုပ်စုတွေကကိုကုတ်ကိုလည်းတိဖို့လိုတယ်ဗျကိုကတိုင်းပြည်ကိုအဖြတ်မောက်တော့တုံးအောင်ထိဆောင်အောင်ထွက်ခဲ့ကြတယ် NLD အတွက်မဲဆွဲပေးဖို့ကြတော့ထိဆောင်အောင်ထွက်ပြီးတော့ဘိုးကြီးကြီးမင်းအောင်လိုင်းကိုလည်းရစရာမရှိအောင်ပြောခဲ့ကြတယ်အမနေမျိုးအောင်ဆိုရင်ကြာဘိုးကြီးကြီးမင်းအောင်လိုင်းကို तू ပြောတာနေမျိုးအောင်ပြောတာနော် နိုင်ငံခေါင်းဆောင်လုပ်မယ်ဆိုရင်ပေမီတောက်မီရှိမှတော့ညံမီမှတော့ဟာကဲဘုသူမကြီးမလားအဲ့လိုပြောခဲ့တာနေမျိုးအောင်ဆိုရင်စဉ်းစားကြည့်အဲ့လိုပြောခဲ့တာလူမင်းဆိုလဲမဲ့ကရွက်ကနဲ့ပြောခဲ့တာခင်ဗျာဒရိုက်တာဝိုင်းဆိုလဲမဲ့ကရွက်ကနဲ့ပြောတာဗျာခင်ဗျာအစိုးရကရတဲ့ဆောင်ပြောတာအဲ့လိုစော်ကားမော်ကားလုပ်ခဲ့တာတော့တီးဆက်အရာဝင်လူကြီးတွေကဗာလဲမြစ်တာထားတယ်ဒီနေ့9ရက်နေ့နောက်ဆုံးမှပြတဲ့တော်တော်များ90ရာခိုင်နှုန်းထက်မနည်းအကုန်ပူပေါင်းပါအောင်တော့ပါပြီကုညီပေးနေကြပါပြီဒါပေမဲ့မင်းသမီးဖူဖူတိုးဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖုန်းကောက်လို့မရဒီပြည်ကြိုက်ဝင်ချင်တာတော့ရှိတယ်ဖုန်းဆက်တယ်ဆက်သွယ်တယ်လုံးဝဖုန်းမကင်ပါ ကြောင်းလည်းမပြောင်းဘူးဂီယိုလည်းမဆိုင်ဘူးတဲ့ဒီနေ့ညနေချင်းကျွန်တော်သိရတယ်ဖွေးဖွေးဆိုရင်မလုပ်ခဲ့လဲစီရန်လှူရှာမှုလုံးဆောင်အားပေးတယ်စစ်တပ်ကိုရရမရှိအောင်သူဝေဖန်ပြောဆိုတယ်ရရမရှိအောင်ပြောတယ်ပြီးဒီစဲအစိုးရဖွဲ့ပေါ်မှာပြောခဲ့တာမျိုးစုံလုပ်ခဲ့တယ်ခံဝန်ထိုးပြီးတော့ပြန်လာတယ်အခုနိုင်ငံတော်ကူညီရဆိုတော့မကူညီဘူးမကူညီတဲ့အပြင်ခင်ဗျာဘာ response မှကောင်းကောင်းမလုပ်ဘူးဆိုတော့စစ်တပ်ကြီးဘယ်လောက်ရိုင်းလဲဆိုတာတို့ကလည်းကြည့်ရတာတော့ဟိုတမိုင်းဝင်ကြီးတွေထင်ပါတယ်တမိုင်းဝင်ကြီးတော့အင်းစင်ကနီးနီးလေးအဲ့တတမဲအဲ့ဒါနေတိုင်းအင်းစင်ရောက်ဝင်သဘောရှိတယ်ဆိုတော့အခုဒီဗီဒီယိုထဲမှာဒီကျွန်းမျိုးမင်းဟာ နေရတကမှာအင်မတမမွေနောက်နေတော့တတဝတကောင်ဖြစ်တယ်။အညာဒေတာမှာရှိနေတော့လက်နဲ့ကင်တိုင်ရင်တာပေါင်းစုံကိုပြောချင်တာကဒီနေ့ကျမတို့ဒီလိုမျိုးခွေးတွေကိုအရင်ရှင်းဖို့တော့အင်မတမအရေးကြီးတယ်။ နော်ခွေးတောက်တိုင်မန်သမြကိုကျမတို့ရှင်းလင်းဖို့တော့အရေးကြီးတယ်မနေ့ကနိုဝင်ဘာလ9ရက်ဆိုလို့ရှိရင်အမှုပညာရှင်တွေကိုစစ်ခွေးတွေရဲ့ lobby လောက်ပေးဖို့အတွက်တတ်မှတ်ထားတဲ့နောက်ဆုံးရက်ဖြစ်တယ်ဆိုတော့ဒီနေ့ဆိုတဲ့နိုဝင်ဘာ6ရက်နေ့ကနေတော့သူတို့အရေးယူတင်တဲ့သူတွေကိုအရေးယူမှာဖြစ်တယ်ဒီထဲမှာကြုံမျိုးမြင့်ပြောသွားတာကတော့ပြန်ကြားရေးဌာနကခွေးတွေကနေမှစစ်ခွေးတွေရဲ့ lobby ကိုရိုက်ပေးပါဆိုပြီးမှပြောတယ် ပြောတဲ့ဥစ္စာကိုမရိုက်ချင်တဲ့အမှုပညာရှင်တွေကိုကြတော့ဒီနေ့နိုဝင်ဘာလ6ရက်နေ့မှာတော့သူတို့စီရင်ယူထားတဲ့အတိုင်းပဲအခုလုံခြုံရေးဆိုတဲ့ခွေးဘက်ကိုပေးမယ်ခွေးတွေဘက်ကနေမှဒါကိုကြည့်မယ်သူတို့ကိုခေါ်ပြီးမှစစ်ဆေးမယ်သူတို့ရဲ့ background တွေကိုချက်ကြည့်မယ်ဒီ Facebook ဒီမှာလည်းကြည့်မယ်ခွေးတွေဘက်ကနေဖုန်းခေါ်ရင်လည်းမကင်နဲ့ဖွှိဖွှိနဲ့ အလေးရောင်တို့လိုမျိုးဆိုလို့ရှိရင်တို့ရဲ့ background ကိုချက်ကြည့်မယ်ဆိုတော့အခုတို့ဘက်ကနေမှလက်သုံးချောင်းထောင်ခဲ့တယ်စစ်ခွေးတွေကိုမကြိုက်ကြောင်းလုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့ထိုက်တင်တဲ့အပြစ်တွေကိုပေးမယ်ပေါ့နော်ထောင်ကျရင်လည်းကြမယ်ဒီလိုမျိုးလက်သုံးချောင်းထောင်ပြီးတော့ငရုရဲ့နော်ပြည်သူတွေရဲ့အာဏာကို ပြည်သူကိုပြန်ပေးပါဆိုပြီးမှတပိတ်မောက်ခဲ့တဲ့အတွေ့အကြုံဒီလိုမျိုးဖမ်းမယ်ဆိုလို့ရှိရင်တော့ဒီနဲ့ကျွန်တော်ပြည်သူတွေကိုကျွန်မပြောချင်တယ်ခွေးတွေရဲ့ဘောမပေးနေတော့တောက်တိုင်ဒီမန္တမရဟာ ဖက်စစ်ကိုထောက်ခံတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးထောက်ခံနေတော့မိသားစုကနေမှမွေးဖွားလာခဲ့တဲ့ကလေးတွေပြည်လို့ရှင်တဲ့အခုလောလောဆယ်ဆယ်မှာဒီလိုမျိုးတောက်တိုင်တီရဲ့နို့ကိုစို့နေတော့ကလေးတငယ်တွေကအစရဆွေးမှုကိုကျိုးလွန်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မိုက်အေကဖက်စစ်ကိုထောက်ခံတဲ့သူ့ရဲ့အသွေးအသားထဲမှာ ခွေးဖက်စစ်တတ်တည်းရဲ့စိတ်ဓာတ်တည်းရှိတဲ့အတွက်ကြောင့် no ဆိုတာဟာ ကျမတို့အမျိုးသမီးတွေရဲ့အသွေးအသားကနေမှဖြစ်ပေါ်လာခဲ့တဲ့ no ရေဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးဘောမတွေရဲ့ no ရေကိုတောက်သုံးနေတော့ကလေးကအစအလုံးဟာရဆွေမှုကိုကျိုးလွန်နေတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျမတို့တော်လာရဲဒီစစ်ခွေးကိုတိုက်ဖြတ်တဲ့အခါမှာ ကလေးတငယ်ကမကြံကျမတို့တိုက်ဖြတ်ဖို့တော့လိုအပ်လာပြီ။ဒီထက်မှကျွန်မျိုးမင်းပြောသွားတာကတော့ ဒီလုံချုံရဲတွေကကြည့်မယ်ဒီလိုဟာငါတို့ရဲ့အတိုင်းပြည်အတွက်အတုံးမကြဘူးငါတို့တိုင်းပြည်အတွက်ကောင်းကျိုးမပြုဘူးဆိုတော့ဥစ္စာကိုဒါတွေးခဲ့တယ်ဆိုလို့ရှင်ထောင်ပို့မယ်ဆိုလို့ရှင်တော့ငါတို့တိုင်းပြည်ဆိုတာနင်းတို့ခွေးတွေရဲ့တိုင်းပြည်ကိုပြောတာလားဒီတိုင်းပြည်ဟာဒီနဲ့ကျမတို့တိုင်းရင်သားရှစ်မျိုးနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အခုစစ်ခွေးတွေရဲ့ lobby ထဲမှာမပါချင်တော့လူပမာပဲဖြစ်ဖြစ်တိုင်းရင်သားတိုင်းဟာဒီမြန်မာနိုင်ငံကိုပိုက်နေနင်းတို့နဲ့မဆိုင်ဘူး ဆိုတော့အခုဒီထဲမှာသူပြောသွားတယ်အရင်တော့က NLD ပါတီကိုဆိုလို့ရှိရင်အမှုပညာရှင်တွေဘက်ကလည်းအသက်တရောလုပ်ပေးတယ်ရုပ်ရှင်မင်းသားကြီးเนาะနေမျိုးအောင်တို့ဆိုလို့ရှိရင်လည်းခွေးကျပုတ်ကိုပက်ပက်ဆက်ဆက်ပြောခဲ့တယ်ဥလူမင်းတို့ဆိုလို့ရှိရင်လည်းမထစ်တထိနဲ့ပြောခဲ့တယ်လို့ပြောတယ် NLD ပါတီဒီကိုကြတော့ရိုက်ပေးတယ်စစ်ခွေးတွေလော်ဘီအတွက်တော့မရိုက်ပေးဘူး ဒီနှစ်တော့အောင်ဆန်းစုကြည်ကိုဖမ်းတာဟာမနာလိုမှုကအဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုတော့လူတယောက်ကိုမကောင်းအောင် လုပ်တာဟာအဓိကအခြေမြစ်တာမနာလိုဝန်တုံမှုဟာအခြေမြစ်ဖြစ်တယ်မနာလိုဝန်တုံမှုရှိတဲ့သူဟာလူတယောက်ကိုတတ်ဖြတ်ဖို့အတွက်လဲသူတို့မှာဝန်မလဲဘူးဆိုတော့အခုတော့အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ရိုက်ပေးတဲ့သူတွေဟာဒီနှစ်ခရီးတွေရဲ့ lobby အဲဇက်ကားကိုရိုက်ပေးရမယ်လို့ ဘယ်ဥပဒေမှာပါတယ်လဲဘယ်ဥပဒေနဲ့ညှိစွန်းနေကြတယ်လဲသူတို့နော်ပြီးလို့ရှင်ခဏတုန်းကပြောလို့လက်သုံးချောင်းထောင်ပြီးပြီးသူတည်းရဲ့အာဏာကိုပြီးသူကိုပြန်ပေးပါလို့ပြောတာဟာပြစ်မှုကိုလွန်ကျူတာလားခဏတုန်းကသူတို့ပြောတယ်ဒီစစ်ခွေးတွေကိုမကြိုက်တဲ့သူတွေဖြစ်တယ်လို့ပြောတာလူတိုင်းမှာမကြိုက်ခွင့်ရှိတယ်နင့်ကြိုက်တယ်ဆိုလို့ရှင်ခွေးတွေအကုန်ယူလိုက်လေကြွညွန်းမြဲလူတိုင်းမှာကြိုက်ခွင့်နဲ့မကြိုက်ခွင့်ရှိတယ်ဒါဟာလူသားဖြစ်တယ် နင်းကြိုက်တာကိုအားလုံးကြိုက်ရမယ်လို့နင့်ကိုဘယ်သူပြောလဲဒီနေ့ငွေရိုချစ်ခွေးကိုမကြိုက်ဘူးလေဆိုလို့ရှိရင်နင့်ဘာကြောင့်ငွေရိုကြိုက်တဲ့တော်လန်ရဲကိုနင့်ဘာကြောင့်မကြိုက်တာလဲဒေါအောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တဲ့ NLD ကိုရုပ်ရှင်ရိုက်ပေးခြင်းတဲ့သူတီရှိတယ်လို့မရိုက်ပေးခြင်းတဲ့သူရှိတယ် ဥပမာအခုယုံလေယုံလေဆိုတော့အဲ့ဒီခွေးတတော်ကောင်ကအရင်တော့က MTV ရိုက်တဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုတနက်ပစ်လိုက်တယ်ဒါဒီအခုနင်းတို့တရားစွဲတလားအဲ့ချိန်တော့ကဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ် MTV ရိုက်တဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုတနက်ပစ်လိုက်တယ်နင်းတို့တရားစွဲခဲ့တလားဒါဟာနိုင်ငံရဲ့ခေါင်းဆောင်တယောက်ကိုဒီလိုမျိုးပုံဖော်တာဟာဒီအစိုးရကိုဆန့်ကျင်တဲ့သူဖြစ်တယ်ဆိုပြီးမှနင်းတို့ယုံလေကိုဖမ်းခဲ့တလား ဒေါအောင်ဆန်းစုကြည်ကိုမကြိုက်ကြအောင်သူ့ရဲ့တခြင်းအဖြစ်သူလုတ်ခဲ့တယ်ဘသူသူ့ကိုအေးအေးယူခဲ့တယ်လားနင်တို့ခွေးတယ်ဒါကြောင့်မို့လူတိုင်းမှာကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ကိုယ့်မှာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတော့နင်တို့ရဲ့လော်ဘီကိုမလုတ်ချင်ပါဘူးဆိုတာကိုဘာကြောင့်နင်တို့အတင်းလုတ်ခိုင်းတယ်လဲဒီအမှုပညာရှင်တွေဟာနင်တို့ရဲ့ကြုံမဟုတ်ဘူး နိုင်ငံရဲ့အကျိုးကိုပြုတ်ချင်တယ်မပြုတ်ချင်ဘူးဆိုတာကဘာနဲ့တိုင်းတာတလဲနင့်တို့ရဲ့ခွေးလော်ဘီကိုရိုက်ပေးချင်တာနိုင်ငံရဲ့အကျိုးပြုတ်တာလားအခု90ရာခိုင်နှုန်းတော့အမှုပညာရှင်တွေကခွေးရဲ့လော်ဘီကားတွေကိုရိုက်ပေးမယ်လို့ပြောတယ်စေတနာနဲ့ရိုက်တယ်လို့နင့်တို့ထင်သလားပြဒနာမဖြစ်ချင်လို့နင်းတို့ကိုရိုက်ပေးတာဒါကြောင့်မို့ဒီဒီအမှုပညာရှင်တွေရိုက်ရိုက်လို့ပဲဖြစ်ဖြစ်မရိုက်လို့ပဲဖြစ်ဖြစ်ဘယ်သူကမှဒီရုပ်ရှင်မင်းသားမင်းသမီးတွေလော်ဘီကရိုက်ပေးလိုက်လို့ မဲတစ်ချက်ပို့သွားမယ်လို့တော့မထင်နဲ့ခွေးတယ်ခွေးပဲဒါကြောင့်ဒီနေ့ကျွန်တော်တို့တော်လာရဲတွေအဆအထက်မတန်လွန်ခဲ့တဲ့အချိန်ထက်ပိုပြီးမှကျွန်တော်တို့ဒီတော်လာရဲဒီခွေးတက်တဲ့ပွဲထဲမှာဒီနေ့ကျွန်တော်တို့လွန်ခဲ့တဲ့အချိန်ထက်ပိုပြီးမှလုပ်ဖို့လိုအပ်တယ်ပြီးတော့မနေ့သတင်းထဲမှာကျွန်တော်ပြောခဲ့သလိုပဲဒီနေ့ကျွန်တော်တို့တော်လာရဲတွေကိုထောက်ပံ့နေတော့နိုင်ငံအသီးသီးမှာရှိနေတော့သူတွေအရောက်စီတိုင်းကိုလည်းပြောချင်တယ် ကျတော့ဒီအခုမြေပြင်မှာလှောက်ရှားနေတော့ PDF တိုင်းဟာ PDF အဖွဲ့ရဲ့ Facebook တွေရှိကြတဲ့အတွက်ကြောင့် Facebook ကနေမှ direct ပတ်စံတွေလူကြပါသူတို့ပတ်စံတွေများများရလို့ရှိရင်ကြီးတွေများများဝယ်နိုင်တယ်လက်နက်တွေများများလုလုနိုင်တယ် ်ခွေးတွေကိုမြန်မြန်တက်ပစ်နိုင်တယ်ဒါကြောင့်ဒီနေ့ကျမတို့ပို့ပြီးမှစ조사ဖို့လိုအပ်တယ်မြန်မာမည်ပြင်ပေါ်မှာခွေးနဲ့ပတ်သက်သောဆွေမျိုးသားချင်းတောင်မရှိအောင်ငိုရတက်ပြရမှာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ပဲခဏတုန်းကနင်းတို့ရဲ့ဘောမကောင်မဘာပြောသွားလဲမြန်မာနိုင်ငံမှာဥပဒေမရှိဘူးလို့ပြောတယ်ဘာကြောင့်လဲဆိုတော့အခုသူ့ရဲ့ပစ္စည်းတွေလဲစစ်ခွေးတွေအကုန်အသိမ်းလိုက်တယ်လို့ပြောတယ်။ပြီးရင်နောက်တစ်ခုကတော့အခုသူတို့ရဲ့ယူအားမှာတော်လာရဲတွေ သွာလာနေတာဒါကိုစစ်ခွေးတွေကိုတင်ပြလိုက်တယ်စစ်ခွေးတွေကအေးမယူဘူးဆိုတော့အေးမယူလို့အေးမယူဘူးလို့ပြောလို့ရှင်လဲသူကငပိကြော်စားရတော့မှာပဲလို့ပြောတယ်ဒါကြောင့်ဒီနေ့ကျတော့မြန်မာနိုင်ငံမှာအမှန်တရားကိုပြောလို့မရဘူးဆိုတော့ဒီနေ့ကျတော့တော်လရဲတွေဒီခွေးတွေကိုဒီတိုင်းထားလို့မရဘူးခုတစ်ခါပြန်ပြောပြမယ်တော်လရဲမှာပါဝင်နေတော့ အနုပညာရှင်ဟာဘာလို့လဲဆိုတော့ကျွန်တော်သိတယ်။ဒါကြောင့်မို့အနုပညာရှင်တွေစစ်ခွေးတွေရဲ့တနက်ပြောင်းဝအကြောင်းကြောက်လို့ခွေးရဲ့ lobby ကိုရိုက်ပါကြည့်ဖို့မကြည့်ဖို့ဆိုတော့ကျွန်တော်တော်လာရေးတွေနဲ့ဆိုင်တယ်အများဖြင့် MRTV ဆိုတဲ့အလိန်ဌာနကနေမှပြတယ်ဘယ်သူမှ MRTV ဒီထိုင်မကြည့်နေဘူးပြီးနောက်တစ်ခုအနေနဲ့ကတော့ဘယ်ရုပ်ရှင်ရုံမှာပြမလဲ အဲ့ရုပ်ရှင်ယုံကတော့ကွဲပြီးလို့ပဲမတ်ပါလို့ပဲပြောချင်တယ်เนาะဒီနေ့ကျွတို့စစ်ခွေးတွေကိုဒီတိုင်းကျွတို့ထားလို့မရဘူးခဏတော့ပြောလို့ဖက်စစ်ကိုထောက်ခံတော့သူဒီတယောက်ရဲ့အသွေးရဲ့သားကနေထွက်လာခဲ့တဲ့နို့ရေကိုတောက်တဲ့ကလေးပါ နော်အတန်းဖက်ကိုထောက်ခံတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်ကလေးတငယ်ကအစကျွားတို့ရှင်းပြဖို့လိုတယ်ခဏတုန်းကပြောတယ်လက်သုံးချောင်းထောင်ခဲတဲ့သူတွေစစ်ခွေးကိုမထောက်ခံခဲ့တဲ့သူတွေဟာမြန်မာနိုင်ငံကိုဖျက်ဆီးတယ်ရာဇဝတ်မှုမြောက်တယ်ဆိုလို့ရှိရင်တော့ဖက်စစ်တွေရဲ့နှုတ်ကိုတောက်နေတော့ကလေးတငယ်တွေလည်းနော်ပြစ်မှုကိုလွန်ကျိုးတဲ့ကလေးတငယ်တွေဖြစ်တယ်။ဒါကြောင့်မြန်မာမျိုးပြင်ပေါ်မှာဖက်စစ်နဲ့တက်ဆိုင်တော့အငွင့်အသက်တော်မကြအောင်ဒီနေ့ကျတော့ချက်မုံရမှာဖြစ်တယ်။နော်ပြည်သူတွေအားလုံးစက်မပြေရှူကြပါစေ။